အဲမျိုးတွေပေါင်းတော့နက်နက်ခင်းပါဗျာဒီနေ့က26ရက်17လပိုင်း2000နဲ့မှ25ဖြစ်ပါတယ်ဗျာຢາດဥဒုကလည်းရမ်းအေးလာပါပြီเนาะဥစဉ်လည်းကြောက်ပြန်ရောက်ပါပြီဗျာเนาะအဲတော့မျိုးတွေကိုဗာပြောချင်တာလဲဆိုလို့ရှိရင်တော့မပြောခင်မှာတော့เนาะအညာထွေမြင့်နဲ့တော်ဘရောင်းထွေမြင့်ပေါ့เนาะအားရပြီးမှຢາဤစာမစားတာလဲကြာပြီဗျာ ွေမြက်ကို CNS စားလေးနဲ့ဆွေမြက်ကိုဒီလိုကြကြာနာမလုပ်ဘဲနဲ့ကိုယ့်အခုခွာလာလဲရတာဘူးမျိုးပေါ့နော်အားတော့ ရှင်မင်းတူးတဲ့အခါမှာဆံလေးတွေပေါ့နော်ဓာတ်နဲ့ခွဲပြီးမှဇာမာဆိုလို့ရှိရင်တော့လက်ခင်းနဲ့ထန်းဒီရထန်းဒီဇာပေါ့လက်ခင်းနဲ့လိုက်ရှာလို့ရှိရင်ဒါမှမဟုတ်တချို့ဦးဇင်းတို့ရွာဘက်တွေမှာဒီထန်းဒီတွေမဲ့လို့ရှိရင်ကြာကြာနာလောက်ပြီးမှထားတဲ့ဒီတဘိုးတွေပြားတို့တဘိုးတွေတပေါင်းဆိုရင်ဒူးကြပြီဗျနော် tu jai chau ra ma da bo re ni ya bo ga no u de lo si cha da da yi ma bo u ya ma bo be ne le bo re be bi ho bo ga no a nya la so lo ကောင်းလေပြောပါ <noise> 对对嘛，对对，现一阿了？啥都不干，喏。<noise> <noise> အဲ့တော့အမျိုးများကိုသူပြောချင်တာကတော့ဒါဦးဇင်းကတော့ဆောင်းလွင်းရည်စားဆိုတော့တော်ဗရောင်းပဲကိုတွားတာပေါ့ရနော်တော်ဗရောင်းကနေညောင်းညောင်းကနေညောင်းမြင်းကြလဲမြင်းကြမှာတညာကြီးပြီနှစ်ထိုးကြီးပေါ့ဗျာတော့နှစ်ထိုးကြီးအဲ့တော့ဦးဇင်းပြောချင်တာကနှစ်ထိုးကြီးဘက်ကိုဘာလို့တွားရလဲဆိုလို့ရှိရင်အဲ့မှာတက်မလို့လားလေရဲတွေကျူးစစ်တွေတက်လား လမ်းလုံးမှာပြည်သူတွေရဲ့လုံခြုံရေးကိုပေးထားပါတယ်ဗျာနော်။နထွေးမျိုးပြန်လာမဲ့ပြည်သူတွေအတွက်ကိုကလုံးမထီစုမကြီးအကြဖက်ရဲ့အလီရဲ့ပေးတဲ့တန်ကိုမခံရလျောင်။မခံရလျောင်ဟာဒါလမ်းလုံးပေးထားတယ်ဗောဗျာနော်။ဒါလမ်းလုံးပေးထားတယ်။အဲဒါဗရက်ရွာတွေလည်းဟိုတော်တော်များများပါဗျာနော်။ဦးစစင်းသားမိတယ်ဗျာ။ဒီပရစာတွေတက်မတော်သားတွေရဲတွေ ီလူစစ်တီးအရင်လေးစားစရာကောင်းတယ်အရင်လေးစားစရာကောင်းတယ်ဘာလို့လေးစားစရာကောင်းတာလဲဆိုရင်တချို့အနှွေးတွေမရှိကြဘူးဥထုစောင်းလွင်အေးကြတယ်မိဖို့လုံပြီးမိဖို့တွေလုံပြီးမှနေကြတယ်ဒါအဲ့ဒီအိမ်ဒီပေါ်မှာစောင်းနေရှိတယ်မယူကြဘူးသူတို့တွေမယူကြဘူးမချုံကြဘူးဘာကြောင့်လဲဆိုတော့တကယ်လို့မဲ့ခင်ဗျအဲ့ဒီနေရာမှာ PDF တာဖြစ်ကြည့်ဝင်ကြုံတော့တစ်ချို့ကုန်တော့ညတော့ကြားဦးမှာပေါ့နော် ဒီလိုစီရွာလေးမိရှုခံလိုက်ရတယ်မိရှုခံလိုက်ရတယ်မယုံလဲမိရှုခံတချို့ကလည်းမိရှုခံလိုက်ရတယ်အဝိတ္တထဲကိုတည်းခုနဲ့ပြေးရတယ်နော်ခုရှိဦးဇင်းတော့ကိုယ်စအဲ့ဦးဇင်းခဏခဏဦးဇင်းနေရလဲမှာပါတယ်ဝင်ကြောတော့တချို့ကတော့ဦးဇင်းမရဘူးခေါဖုံးအနှွေးတယ်လေးမရဘူးလားဗျာအဆောင်မရဘူးလားဗျာဘုံဘုံတိုင်မှုကြီးကိုပြောပြပါဦးဗျာတိုင်မှုဟိုနမကတိုင်မှုတွေကိုပြောပြပါဦးဗျာ တပည့်တော်ဖုတ်ဖို့မဲ့အားကိုးစရာရှိကိုကလုံးမပေးနိုင်ပထမဆုံးတိုက်မှုနဲ့တော့ရှင်းနေတယ်ဒုတိယတိုက်မှုကျတော့ဘယ်ကမတည်ဘူးပေါ့ဗျာနော်မတည်ဘူးပေါ့အဲဒုတိုက်မှုစီတော့စာလေးတော့ပို့ထားပါတယ်နှွေးရည်တွေပါလို့လိုအပ်ထားလေးတွေကြီးနော်စာရဲဖို့ကိုကဝယ်ပြီးအလူခန့်ပြီးမှဝယ်ဖို့မယ်ဆိုလဲဘယ်လိုပို့ရမလဲဆိုတော့ခက်ခဲရှိပြရောအဲ့တော့ဦးစင်းကကို့ပေါ့နေကို့ပတ်တဆာရွာတွေကို တကယ်လူတိုင်းကျင်ပါတယ်ရောက်အောင်လဲပို့ပေးကျင်ပါတယ်အခက်အခဲတွေကြောင့်တော့လည်းရှိရပါတော့အဲ့တော့ဥစဉ်နောက်ပြောကျင်တာအခုဆက်ပြီးပြောမယ်တကယ်လို့မြတ် PDF တည်တဲ့ဆိုရင်တော့မိရှုံမှာတည်ကြတယ်ပြည်သူစစ်တီရဲတွေတက်မလို့ရတယ်ရာအမိုက်ရွာကြီးရွာလို့ဆိုပထက်ရွာတွေနော်ပထက်ရွာတွေပထက်ရွာကြီးကြီးတွေလလန်လုံးပထက်ရွာတွေဒါပဲနဲ့ခင်ဗျားတို့အိမ်တွေကြည့်ပါပြည်သူစစ်တီက လမ်းမလို့ဓာရီရဲရီယာဝင်းတော့မနေဘူးလမ်းပေးမှာတို့အတူနော်မိဘညဆုံးမိဘလုံးနဲ့အေးစေးစေးနေကြတယ်နော်ဒီလူတွေရဲ့လုံကြုံကြကြနာဆင်ဆေးပေးတယ်ကြကြနာနဲ့ထိုးပြီးပြန်ရပြီလို့လုံကြုံရင်အပြည့်ဝပေးတယ်ရမ်းလေးစားစရာကောင်းပါရဲ့နော်အဲ့တော့မနေ့ကညာခစ်တိဝင်းလိုက်ရွာဒကာကြီးခစ်တိဝင်းလိုက်ရွာဆိုပြီးဦးစင်ထည့်ပြောလိုက်တယ်ခစ်တိဝင်းလိုက်ဆိုတာဘာကြီးရွာမှာလုံးဘုံနှစ်ပုံလောက်ကတော့ဒါ ဗရတ်ဒီဗရတ်ထောက်ခဗရတ်အားပြီးတဘုံလောက်ကတော့ဒီလိုအေးဆေးဆေးနေခြင်းနဲ့တူတယ်ပါနော်ခင်တယ်ဝလာယာနည်းနည်းနာမည်လေးပါတော့နည်းနည်းကြောက်တော့ကြားတယ်ပဲနော်ဒကာကြီးကိုအဲ့လိုဦးဇင်ဆန္ဒနဲ့ပြောတော့ဒကာကြီးရွာလို့လောလောဆယ်ဒကာကြီးရွာမှာလေဒကာကြီးကနာမည်ကြီးတာကိုနာမည်ကြီးရဲ့ဆိုတော့ဒကာကြီးကတချင်းဆိုတဲ့တူကိုပြနော်ဒကာကြီးတချင်းလေးတချင်းကောင်းလေးတော့တော့ဟုတ်လားလူအများရွာတိကြအောင်ဦးဇေကပြောလိုက်ချင်းဖြစ်ပါတယ်ဗျာနော်တကာကြီးကိုနေနာလို့သေးတဲ့ ကာယုခွာနော်ဒုက္ခရောက်စေဆန္ဒဥစဉ်မှာလုံးဝမရှိပါဘူးဒကာကြီးကလူတော်လူအေးတယောက်ဆိုတာလဲဥစဉ်တိပါတယ်ဒကာကြီးကခအေးနေမနဲ့နေဒီချင်းလေးရေးဗိတ်တိတ်လေးမြောင်နေရဆိုတာဥစဉ်တော့တိပါတယ်ဒကာကြီးကကြားနေဝါတာအေးစစ်စစ်မိသားစုနဲ့ငြိမ်းချမ်းချမ်းဥစဉ်တော့လည်းချိုးဆိုးပါတယ်အဲ့ဒါမျိုးနေရောနော်ဒကာကြီးကဥစဉ်တော့ထိခိုက်နေတာလဲဆန္ဒမရှိပါဘူးနော်ကဲသူပြန်ပြီးမှဥစဉ်တော့အဲ့မဲ့နှထိုးကြီးရောက်တယ်နှထိုးကြီးရောက်တော့တလားလုံးမှဥစဉ်တော့အိုးထုတ်တယ်အနှွေးတယ်ဒီဘွယ်ဟိုဘဝေပေးတယ်ပေါ့နော်ဥစဉ် ်ပါသွားတာလေဥထုတ်ကလည်းအလုံးနေရတယ်အင်းကြီးကလည်းထဲနေရတယ်တန်နဲ့ဖနက်တွေပေါ့နော်ဖနက်တွေဆိုတာကတော့ဥစဉ်တော့တော်တော်ဖနက်တွေစောင်းနေပစ္စည်းကတော့တော်တော်မမတိုင်းနဲ့မလောက်ဘူးပဲနော်အဲ့တော့ဥစဉ်ဒီရဲ့အထဲမှာပဲဥစဉ်ကိုယ်တိုင်တော့မတော်ပြလောက်ဘူးပေါ့နော်အလွေးတယ်900 800လောက်1000လောက်တော့ဦးဇေပြန်ပြီးမှဝယ်ပြီးမှအဲ့ဘက်ကိုပြန်ပြီးမှလှူဒါန်းပေးမှဖြစ်ပါလိမ့်မယ်နော် အဲ့တော့ဥစဉ်ကိုလူတန်းနဲ့တူတယ်လက်အနှွေးတယ်နော်အနှွေးတဲ့တထဲကိုတုံးတော့လောက်တုံးတော့လေးတော့လောက်ရှိအနေဆုံးနော်လူကျင်နပဆိုလို့ရှိရင်လည်းဥစဉ်ကိုလှူလို့ရပါတယ်နော်ဥစဉ်ရဲ့တကာရင်းနေတကမာရင်းနေမိတ်ဆွေရင်းနေလူရင်းနေကိုကြိုးချင်းဖြစ်ပါလေဗျလူခန္ဓာမဟုတ်ပါဘူးနော်ဥစဉ်တကာရင်းနေကြိုးချင်းဖြစ်တဲ့နော်တစ်ဖက်တစ်လက်ဘုံဘုံဘုရားလူကျင်ပါတယ်ဘုရားဘုံဘုံနောက်ပြတော့ရှင်မြတ်တို့တို့မှာထောက်ပတ်တို့တို့တို့လုံးကျင်ပါပဲဥစဉ်ကလိုအပ်တဲ့အရာလေးတွေကိုလှူတာပို့ပြီးမှအကျိုးရှိပါလေဗျနော်ပြည်သူစစ်တွေရော မြေလူစစ်တွေရောရဲတွေရောဒါတမတော်ရာတွေရောအဲ့ဘက်မှာရှိပါလိမ့်မယ်နော်ဒါကြောင့်လူကျင်တဲ့ဆိုလို့ရှိရင်ဥစဉ်ကိုလူလို့ရပါတယ်ဥစဉ်ရောက်အောင်ပို့ပေးမှာဖြစ်ပါလိမ့်မယ်နော်ကဲဥစဉ်ကိုအခုလိုလူနံတန်းနိုင်အောင်တော့နိုင်လာနိုင်အောင်ဆောင်ရွက်ပေးတဲ့သူတွေရောနော်ဥစဉ်ကိုအလူတန်းနဲ့ပတ်တယ်လူတွေသိမရှိအောင်နောက်ကနေထောက်ပံ့ပေးတဲ့ သမရောချင်းမြန်တို့တွေရောနိုင်ငံအောင်ချင်းမြန်တို့တွေရောအေးချမ်းတော့ငိနိုင်ငံကြီးအေးချမ်းမှုငိမ့်ချမ်းမှုလိုလားတဲ့ပြည်သူများအားလုံးလည်းအထူးကျေးဇူးတင်ပါတယ်ဗျအားလုံးပါပါပဲဗျကဲနထိုးကြီးကမျိုးလူမျိုးသားများအားလုံးမင်္ဂလာပါဗျပေါ့ကိုတော့အခုဆိုလို့ရှိရင်နထိုးကြီးမျိုးရောက်ရှိနေပါတယ်ဗျနော်ဒါဒီနေ့က24ရက်17လပိုင်း2025ဖြစ်ပါတယ်ဗျနော်အော်အဓိကပထမဆုံးပြောချင်တာကတော့နထိုးကြီးမျိုးကိုဟုတ်လား နထွေးမြို့မှာဘာလုပ်မယ်ညာလုပ်မယ်နထွေးမြို့ကိုဘယ်လိုဘယ်လိုကောက်ဝဲမယ်ဆိုတော့စိုးအောင်မှာတော့ဘယ်ရောက်နေရလို့တော့မတည်ဘူးပြန်နော်ဟိုဟာမိုက်ခဲလိုပဲမိုးကုံမှန်ပြေလားဗမန်ပြေမလဲဒါမှမဟုတ်ဒုံးစာမှန်မိသွားရလားလက်နေကြီးစာမှန်မိသွားရလားမပြောတတ်ဘူးပေါ့ဗျာနော်အဲ့တော့နထွေးမှာအချမ်းဖက်အားပေးတဲ့သူတွေအချမ်းဖက်ဝိုင်းရံတဲ့သူတွေအချမ်းဖက်ကို ထောက်ခံခဲ့တဲ့ပြည်သူတွေကိုမဖိတ်ခေါ်ပဲမဖိတ်ခေါ်တော့လည်းပဲ လာပါလို့လည်းမပြောဘူးမလာတဲ့လူလည်းမပြောဘူးပေါ့ဗျာနော်အဲ့တော့ဒီအကျန်းဖက်တန်ကြောင့်အတူတို့ကိုမထောက်ခံလို့သူတို့ကိုမဝိုင်းရန်လို့ဒါအန်ဒီရဲ့ပြီးဒလန်ဆိုပြီးမှရဲဆက်ဆက်အတက်ခံရတဲ့နောက်ပြီးရှောင်းတိန်တို့ရတဲ့မိသားစုစစ်ရှောင်းနေအကုန်လုံးပေါ့ဗျာနထိုးကြီးမှငင်းချမ်းမှုအေးချမ်းမှုလိုလားတဲ့နထိုးကြီးပြည်သူပြည်သားများအားလုံးကိုတော့ဒါနထိုးကြီးမြို့ဟာတက်မတော်ဟာတရားခိုင်တော့အုပ်ချုပ်ထားတာဖြစ်ပါတယ်ဗျာနော်အဲ့တော့ တော်ကြီးမှာကိုမျိုးကိုရိတာကိုပြန်လာပါတော့လို့ပေါ့ကိုတော်ကတော့ဒါဖိတ်ခေါ်ပါတယ်ဗျအားလုံးဖိတ်ခေါ်ပါเนาะအဲ့တော့ကိုမျိုးကိုရိတာတာယာအေးချမ်းမို့အတွက်ကိုကိုမျိုးလူမျိုးသားတွေတမတော်တွေစီလုံးမှာတာလင်မျိုးဟာတာယာမှာအေးချမ်းမှာဖြစ်ပါတယ်ဗျเนาะအဲ့တော့တမတော်ရဲ့အရေးအောက်ကဘလောက်အေးချမ်းတယ်လဲတာယာတယ်လဲဆိုတာကိုလည်းခမတော်တွေအခုတို့ချိုးရှောင်ပြေးတဲ့သူအားလုံးဒီတမတော်ရဲ့အရေးအာဝါတအောင်ပါပဲခိုးလုံးနေရတာဖြစ်ပါတယ်ဗျเนาะ အကျန်းဖက်တီရဲ့အရေးဝါအာတော်မှာနေရတာကဘလောက်ပူလောင်နေလဲဆိုတာလဲနေဘူးတဲ့ဒူရီတာအတိဆုံးဖြစ်ပါတယ်ဗျာနော်နေဘူးတဲ့ဒူရီတာအတိဆုံးဖြစ်ပါတယ်ဒီချိန်ကတမတော်ကိုရဲဆက်ဆက်ပြောခဲ့တဲ့ဒူရီဟောလားတော်တော်ကြီးပြောခဲ့ခုလက်တမတော်ဂျေစုတရားကိုတချို့လဲတော်တော်ကြီးနားလဲတာပါဗျာနော်ဦးစင်းတို့ကဒီတမတော်ကိုပြည်သူနဲ့တမတော်တမတော်နဲ့ပြည်သူအခုမှလူတွေကဝါရမိုင်းတိုက်တာဟုတ်ပါဗျာနော်ဒီနိုင်ငံရေးဓမ္မတွေနိုင်ငံရေးဓမ္မတို့တော့ပြောရမှာနော် သူတို့တွေငကိုကလေးကတက်မလို့နဲ့ပြည်သူကိုသူတို့တွေကဝါရမိုက်မုံတီအောင်လို့ပဲသူတို့တွေကရန်တိုက်နေချင်းဖြစ်ပါလေဗျာနော်အဲ့တော့ပြည်သူတွေဒီချိန်မှာဆိုရင်တက်မလို့ရဲ့ကျေစုတရားကိုတိလောက်ပြီးနားလည်လောက်ပြီးလို့ဦးစင်းတို့ကတော့ဒါတုံးတက် ချင်ပါလေဗျာနော်အဲ့တော့ဖေးအရင်ဆိုတာကတော့ကိုသားတမီးကိုစူရင်စူမယ်ငေါ့ချင်ငေါ့မယ်ရိုက်လိုက်ရင်တော့မှကရုဏာနဲ့မေတ္တာတရားနဲ့ပါပဲဗျာနော်ပထွေးဆိုတာကတော့အစကတော့ကောင်းပြလိုက်ပြီဗျာနော် အစကတော့ကောင်းတယ်မယ်သူလုတ်ပိုင်ခွင့်နေရရင်လုတ်ပိုင်ခွင့်နေရှိပြီဆိုတော့ပထွေးကပထွေးတိုင်းမဲ့ဇာတိကပေါ်လာတာပါဗျာနော်အဲ့တော့နတို့ရေးမြို့နယ်မှာရှိတဲ့သူအားလုံးကနော်ဘယ်ဟာပထွေးအရင်လဲဘယ်ဟာကဖေးအရင်လဲဘယ်ဟာကတာတမိပေါ်မှာတကယ်မေတ္တာစေပေးနိုင်လားပထွေးရပေးနိုင်လားဆိုတာကိုကွယ်ကွယ်ပြားပြားသိဖို့လိုအပ်ပြီးတော့ကြောင်းပေါက်ကိုတော်ကအနေနဲ့ထိုးကြီးဟုတ်လားမြို့ဝကျိုးစိုးဝါးကြီးဆိုတဲ့ဆိုင်မော်ကနေနထိုးကြီးမြို့သူမြို့သားများအားလုံးပြောကြပါတယ်ဗျအားလုံးတော့ပါပဲဗျ ကဲနှစ်ထိုးမျိုးလူမျိုးသားများအားလုံးမင်္ဂလာပါဗျာကောင်းတော်ညနေချမ်းပါဗျာအခုဆိုရင်ဥစဉ်အားရှင်မေနာထွေးဦးဖရာဟိုလာဖူးနေတဲ့ထိုးယူရောက်ရှိနေပါလေဗျာနော်အဲ့တော့အနေနဲ့ရရမှာရောက်ရှိနေတဲ့ငင်းချမ်းမှုကိုလိုလားတယ်အေးချမ်းမှုကိုလိုလားတယ်ကိုစာဒီကိုရရပါကိုမျိုးမှာနေတဲ့ပြည်သူတွေပေါ့ဗျာနော်ပြည်သူတွေကိုပြောတာပေါ့ဗျာနော်အကျန်းဖက်အားပေးတဲ့အကျန်းဖက်နဲ့လိုတူလိုပါတွေတော့ဥစဉ်အား မဖိတ်ခေါ်ပါဘူးเนาะမဖိတ်ခေါ်ပါဘူးလာပါတော့လည်းမပြောပါဘူးမလာနဲ့လို့လည်းမပြောပါဘူးဘာဖြစ်လဲဆိုတော့ကျုံမျိုးမဟုတ်ဘူးလေဗျာကျုံနေရမဟုတ်ဘူးเนาะအဲ့တော့ဒီနှထိုးမျိုးတို့မျိုးသားမှာအေးချမ်းချမ်းနဲ့အစောကြီးကစစ်ဆောင်သွားတဲ့ပြည်သူတွေအခုနှထိုးကြီးမျိုးပတ်ပတ်လည်မှာ၄မိုင်၅မိုင်ကအကွာပတ်ပတ်လည်မှာတမတော်ဒီဒါတရားခိုင်နှုံးညီပါလို့ပြောလို့ရပါတယ်ဗျအုတ်ချုပ်ထားခြင်းဖြစ်ပါတယ်เนาะအဲ့တော့တမတော်ရဲ့အရေးအောက်မှာနေရတာပူလောင်နလားအေးချမ်းနလားဆိုတာကတော့ ခင်ဗျားတို့အခုရောက်ရှိနေတဲ့နေရာငြင်းချမ်းမှုကိုလိုလားတဲ့အေးချမ်းမှုကိုလိုလားတဲ့ခင်ဗျားတို့အခုရောက်ရှိနေတဲ့နေရာတွေကတမတော်ရဲ့အရေးအောက်မှာရောက်ရှိနေရဲဆိုတာလေဥစဉ်တည်ပါတယ်ဗျာနော်အဲ့တော့တမတော်ရဲ့အရေးအောက်မှာရမ်းမဲ့အေးချမ်းပါတယ်နော်ပြီးတော့ကောင်းပြအောင်လည်းအိတ်လို့ရပါတယ်အခုနှစ်ထိုးကြီးမှလည်းတမတော်ဒီအကုန်လုံးအုပ်ချုပ်ပြီးတဲ့ဖြစ်တာဖြစ်တဲ့အတွက်ကြောင့် တမရော်ရဲ့အရေးအဝါသအောက်မှာအေဂျင့်မှုငင်ကြမှုကိုလိုလားတဲ့နေကျင်နေဆိုလို့ရှိရင်တထိုးမြို့သူမြို့သားတွေပြန်လာလို့ရပါပြီဗျာနော်ပြန်လာလို့ရပါပြီဒါရန်ကုန်နထိုးကြီးကားတွေကတော့ဒါဆွဲနေပါပြီဗျာနော်ပြည်သူများအားလုံးဒါဦးစင်ရတမရော်ရဲ့ကိုစားဒီမှာဆိုလို့ရှိရင်တမရော်ရဲ့ရောဌာနဆိုင်ရာဝန်ထမ်းရောစေုံအုပ်တွေအကုန်လုံးအကုန်လုံးရောက်ရှိနေပါပြီဗျာနော်အဲ့တော့ကိုရွာကိုမြို့နယ်ကိုကိုနထိုးကြီးမြို့ကြီးကို ပြန်လာပါပြန်လာခဲ့တော့လူရဲ့ပေါက်ကိုတော့ဖိတ်ခေါ်ပါလေဗျာနော်ဖိတ်ခေါ်ပါတယ်။ဘာလို့လဲဆိုတော့လူတိုင်းလူတိုင်းကကိုယ်မျိုးနဲ့ကိုယ်ဟာကိုယ်ဇာတိကိုပဲကိုယ်နေရင်ရတာပဲ။မဖြစ်လို့ဒါခင်ဗျားတို့နေနေရတာ။အိမ်လာကတွေကလည်းဈေးကြီးတယ်။နော်အိမ်လာကတွေကလည်းစားစရိတ်တွေကလည်းဈေးကြီးတယ်။နော်တချို့ဆိုလို့ရှိရင်အိမ်လာကမကားနိုင်လို့ဖုန်းကြောင်းမှနေရတာတွေရှိတယ်။ဖုန်းကြောင်းမှအဆင်မပြေနဲ့ဖုန်းကြီးနေရတဲ့အခက်အခဲတွေရင်ဆိုင်နေရတာလည်းအများကြီးရှိပါတယ်နော်။ ဲ့တော့နထိုးကြီးကိုပြန်လာလို့ရပါပြီပေါ့ကူတော်တော်မှနထိုးကြီးရောက်ရှိနေပြီဆိုလို့ရှိရင်တော့အခြားကတော့ဘာမှကိုပြောစရာမလိုတော့ဆိုအောင်လဲတည်စေချင်ပါတယ်ဗျာနော်ကဲအားလုံးနထိုးကြီးမျိုးတို့မျိုးသားများအားလုံးစိတ်ချမ်းသာကိုကြီးကြမှာခြင်းများနဲ့ပြည့်စုံပြီးအန်ဒီရဲ့ကင်းလို့ဖေးရှင်ပြီးတမတော်ရဲ့ကျေးဇူးတရားကိုအများဆုံးတည်ရှိ၍ဖေးရင်နဲ့ပထွေးကိုလည်းကွဲကွဲပြားပြားတည်နိုင်ကြပါစေဗျာအားလုံးတာပါပဲဗျာ